ဆရာမမင်းရဲ့အိမ်ဘာသာပြန်ထားတဲ့ Socrates နဲ့နနက်စာတုံးဆောင်ခြင်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရစေ။အပိုင်း7အခန်း7ညစာကိုချက်ပြုတ်စားတောက်ခြင်းပြင်းထန်မနုဿဗေဒနဲ့လူမျိုးခွဲဗေဒပညာရှင် Claude Levi-Strauss ကလူတယောက်ရဲ့စားပုံတောက်ပုံကိုကြည့်ပြီးသူ့ရဲ့ယဉ်ကျေးမှုအဆင့်တန်းကို ဆုံးဖြတ်လို့ရတယ်လို့ဆိုပါတယ်။ သူဟာ1908ခုနှစ်မှာမွေးဖွားခဲ့ပြီး2009ခုနှစ်မှာတည်ဆုံးခဲ့တဲ့သူဖြစ်ပါတယ်။နောက်ပြီးတော့လူတစ်ယောက်ဟာအစာစာကိုချက်ပြုတ်စားသလားမစားဘူးလားဆိုတဲ့အချက်ကလည်းတစ်ချက်အပါဝင်ဖြစ်ပါတယ်။အစာစာကိုအစိမ့်တိုင်းအဲဒါမှမဟုတ်မပြုတ်မပြင်းမဲ့အစာသုံးတာဟာရိုင်းဆိုင်ခြင်းပြင်ခြင်းချင်းကြမ်းဖက်ခြင်းစတာတို့နဲ့ဆက်ဆက်နေပြီးအခြားတစ်ဖက်မှာအစာစာကိုပြုတ်ပြင်းပြီးစားသုံးတာကရှုပ်ထွေးဆန်ပြခြင်းယဉ်ကျေးခြင်းနဲ့လူမှုဆက်ဆက်ခြင်းတို့ကိုညွှန်ပြနေပါတယ်။ စားစာတွေကိုချက်ပြုတ်လိုက်တဲ့အခါမှာအပူတန်းနဲ့စားစာအစိမ့်ကုန်ချမ်းတွေကိုပုံမြောင်းသွားစေရုံသာမကရင်းချမှုအပြင်လူသားတွေဟာစားစာကိုချက်ပြုတ်စားတော့ကြတယ်ဆိုတဲ့ချက်ကိုလည်းညွှန်ပြနေပါတယ်။ဒါစိမ့်၅စိမ့်တွေပေါ်လူသားတို့ကြော်လွားနိုင်ခဲ့မှုကိုလည်းဖော်ပြနေတာဖြစ်ပါတယ်။တင်ဟာစားစာအစိမ့်တစ်စုံတစ်ခုကိုချက်ပြုတ်သည်ဖြစ်စေမချက်ပြုတ်သည်ဖြစ်စေအဲ့ဒီအရာတွေဟာအချိန်တစ်ခုရောက်လာရင်ပုံသူပြည့်စည်သွားကြမှာဖြစ်ပါတယ်။အဲ့ဒီပြည့်စည်ရုံရင်မှုတွေဟာယဉ်ကျေးမှုရဲ့ဆန့်ကျင်ဘက်လည်းဖြစ်စီပါတယ်။ဒါမဲ့လည်းအခြားတစ်ဘက်မှာအဲ့ဒီ ပောက်တို့ပြက်စီခြင်းမှာတိကျရည်သွေးတွေရှိနေတယ်ဆိုတာကိုလည်းတွေ့ရပြန်ပါတယ်။ဥပမာ Novarot ဆိုတဲ့ Germany wine အရက်မျိုးကိုမိုတက်ပြက်စီလူနီနီစပြစ်တီတွေကိုရှုပ်ခူပြီးပြုတ်ပြင်ထုတ်လုပ်ထားရတာဖြစ်ပါတယ်။အဲ့ဒါနဲ့မကဘူး။နိုင်ငံနဲ့လူမျိုးတော်တော်များများမှာစားသောက်ဝယ်ရာစိမ့်တွေကိုပောက်တို့ပြက်စီသွားစေတဲ့အဆင့်ကနေထူးခြားပြီးနိုင်ရတာရှိတဲ့စားသောက်ဖွေရာတစ်တွေဖြစ်ကိုပြောင်းလဲထားတာကိုလည်းတွေ့ရတတ်ပါတယ်။ဥမာမြန်မာလူမျိုးတို့ရဲ့ပဇွန်ငပိအမျိုးမျိုး ကိုရီးယားနိုင်ငံကကင်မချီလို့ခေါ်တဲ့မုံညင်းကျင်ဘက်တရုတ်လူမျိုးတို့ရဲ့ပန်းကပီမျိုးမျိုးဥရောပနိုင်ငံတွေကဒိန်ကဲဆိုတဲ့နှုတ်ကျင်ဘက်တွေစားရတွေကစားစားစိမ့်တွေကိုပုတ်တိုးပြန်စည်းစေပြီးရဲ့နောက်ပြုပင်ပြောင်းလဲဖြစ်ပေါ်လာတဲ့ထူးခြားကောင်းမှုနဲ့စားတော့ဖွေရတွေပဲဖြစ်ပါတယ်။အဲ့ဒီစားစားအစ်တွေကလည်းလူမျိုးတိတိရဲ့အမျက်တနိုးတန်ဖိုးထား ုံးဆောင်ကြတဲ့အမျိုးသားအစားအစာတွေဖြစ်ကြတာကိုလည်းတွေ့ရပါလိမ့်မယ်။ဒါကြောင့်မပြုတ်မပြင်းရသေးတဲ့အစားအစာတွေကိုစိမ့်တိုင်းမဟုတ်ပဲနောက်တစ်ဆင့်နောက်တစ်မျိုးပြောင်းလဲထားတာဥမာချက်ပြုတ်ကြော်လို့ပုတ်ခံထားတာစတာတို့ဟာလူရင်ကျင်းမှုရဲ့မှတ်တိုင်တွေဖြစ်တယ်လို့ဆိုရင်လည်းမမှားပါဘူး။အစားအစာတွေကိုစားသုံးနည်းနောက်တစ်မျိုးကတော့စိမ့်တိုင်းလည်းမဟုတ်ချက်ပြုတ်ကြော်လို့ထားတာလည်းမဟုတ်တဲ့နည်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့သားစင်ငါးစင်းတွေကိုတံမြားရီရှာလက်ကာရီစတဲ့ အချင်းရေအက်ဆစ်တက်ပါတယ်အရေတမျိုးမျိုးနဲ့ထိတွေ့ပြုတ်ပြင်လိုက်ပြီးစိမ့်နိုင်စားသုံးတာပဲဖြစ်ပါတယ်အဲ့ဒါလိုစားသုံးတာချက်ပြုတ်ကျော်လွန်တာမဟုတ်ပေမဲ့အချိန်များကြီးယူပြီးပြင်ဆင်ပြုတ်ပြင်ရပါတယ်အစားစားကိုထူးသဖြင့်အသားငါးစိမ့်ကိုငကိုအဖြူရောင်ဒါမှမဟုတ်ပန်းရောင်တိုင်းစားသုံးတာဖြစ်ပေမဲ့အဲ့ဒီနီးကပို့ပြီးခင်မီစံပြရတယ်လို့ဆိုနိုင်ပါတယ်ဒီနီးကိုထူးသဖြင့်ပင်လယ်အတွက်အစားစားတွေမှာအသုံးပြုကြတာကိုတွေ့ရပါတယ်အခြားတစ်ဖက်မှာတော့ခုလိုလူသားတွေကအသားစိမ့်ငါးစိမ့်တွေကိုပြုတ်ပြင်စားသုံးတဲ့အကြောင်း ပြောဆိုတာဟာတတ်တော်ရရဲ့အသက်ကိုတက်ပြီးစားတောင်းခြင်းကရှောင်ခြင်းတို့ကြတဲ့အသက်သက်လို့စားတောင်းသူတွေအတွက်တော့စိတ်နှောက်ရှက်ဖြစ်စရာတွေပဲလို့ယူဆရပါတယ်။သူတို့ကကြက်ပောင်ကျော်ထက်ပဲဒီကျော်ကိုပိုနှစ်သက်သူတွေဝက်သားပြားထက်ပဲပြားကိုပိုပြီးနှစ်သက်သူတွေဖြစ်ကြပါတယ်။သူတို့ဟာသူတို့ရဲ့အသက်ရှင်သန်မှုတွေအခြားတတ်တော်ရရဲ့အသက်ဒေကြီးပြည့်စည်ရမှုတွေကိုမလိုလားသူတွေလို့ယေဘူးရဆိုနိုင်ပါတယ်။အချို့ကတော့လေအခြားရည်ရွယ်ချက်တွေအကြောင်းပြချက်တွေရှိနေကြမှာပါ။ဘယ်လိုပဲဖြစ်ဖြစ် တို့တွေကိုတတဝါချင်းချင်းပေါ်မှာသနာညှတာတဲ့ဂျင်နာတရားမေတ္တာတရားရှိသူတွေလို့ယူဆလို့ရနိုင်ပါမလားတနည်းပြောရရင် အသက်သက်လို့စားသုံးသူတွေနဲ့ဂျင်နာသနာစိတ်တွေကတကယ်ပဲဆက်ဆက်နေသလားဆက်ဆက်နေတယ်ဆိုရင်ဘယ်လောက်တိုင်းတာတိဆက်ဆက်နေတယ်ဆိုတာစဉ်းစားစရာကောင်းနေပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဝမ်းနည်းစရာကောင်းပြီးစိတ်မချမ်းမြေ့ပွေရာတည်ကြားတဲ့ချက်တစ်ခုကတော့ဒုတိယကမ္ဘာစစ်ကိုစတင်မိမွေးခဲ့တဲ့သူစစ်ပွဲကာလအတွင်းကမ္ဘာလူသားတွေပေါ်မှာအထူးသဖြင့် ဂျူးလူမျိုးတွေပေါ်ကန်းကောင်အောင်ရက်ဆက်ကြမ်းကြုတ်ခဲ့သူသွေးဆောင်နေတဲ့နာဇီဂျာမနီရဲ့ခေါင်းဆောင်ဟစ်လာအဒော့ဖ်ဟစ်လာကတက်တက်လို့စားသုံးခဲ့သူတယောက်ဖြစ်ခဲ့တယ်ဆိုတာပါပဲသူဟာ1889မှာမွေးပြီး1945မှာတည်ဆုံးခဲ့သူဖြစ်တယ်။သူ့ရဲ့လူသားချင်းချင်းပေါ်ရက်ဆက်ရုံမာခဲ့တဲ့ပြုတ်ဘူးတွေနဲ့အခြားတစ်ဖက်မှာသူ့ရဲ့အသက်သက်လို့စားသုံးတဲ့ဇယိုက်တို့ကအမှန်တကယ်ပဲစန့်ကျင်ဘက်တရားတွေအတွင်းစောင့်နေတာကတက်တက်လို့စားသုံးသူတွေအတွက်တော့တကယ်ကိုအံ့ဩဖွယ်ရာမယုံကြည်နိုင်စရာတွေပဲဖြစ်နေမလား။ ဒါပေမဲ့အတတ်တန်းစားသုံးသူတွေဘက်ကရည်တည်ခဲ့တဲ့ထင်ရှားဆုံးပုံကတူဖြစ်တဲ့ဗီတိကျကပြားဆရာပါစီရှယ်လီကတော့သူ့ရဲ့ဆိုမိတ်တွေကမှတ်သားစရာကောင်းပါတယ်။ရှယ်လီရဲ့အသက်စီဝင်းရဲ့တန်ဖိုးစာရင်းကဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတရားတွေကနေပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ဒိဋ္ဌံတွေပါဝင်တတ္တဝါအလုံးတို့ကအသက်ဇီဝအသက်ရှင်သန်မှုဆိုတဲ့အလေးမြတ်ပြုအတိမတ်ပြုစရာတန်ဖိုးတစ်ခုကိုပိုင်ဆိုင်ထားကြပါတယ်။တတ္တဝါတိုင်းဟာကြီးငယ်မဟုအတိညာရှိရှိမရှိရှိမိမိတို့ရဲ့အသက်ရှင်သန်ခွင့်ကိုဒန်းတူရရှိကြမှာဖြစ်ပါတယ်။ တတ္တဝါတိုင်းရဲ့တက်ရှင်တန်ခွင့်ဟာသူတို့ရဲ့မွေးရပါဘဝရပိုင်ခွင့်ဖြစ်ပြီးအဲ့ဒါဟာလူသားတွေနဲ့မပတ်သက်မသက်ဆိုင်တင်ပါဘူးလူသားတွေဟာတတ္တဝါတွေရဲ့အသက်ရှင်တန်ခွင့်ပေါ်ဆုံးဖြတ်ပြီးစီရင်ပိုင်ခွင့်ရှိသူတွေမဟုတ်ကြပါဘူးလူသားတွေဟာကမ္ဘာမြေကြီးပေါ်မှာအသက်ရှင်နေထိုင်ကြတဲ့တတ္တဝါတွေမျိုးပြုတ်ရှိတဲ့နယ်ကဓမျိုးမြတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရှယ်လီကတတ္တဝါတစ်ကောင်အဒရိဇန်တကောင်ကိုတက်ပြခြင်းဟာနှစ်ဦးနှစ်ဘက်စလုံးအတွက်အကျိုးရုပ်စေနိုင်တဲ့အပြုမူတရားဖြစ်ပြီးအဲ့ဒါဟာဒရိဇန်တကောင်ကိုတက်ဖြတ်သည်ဖြစ်စေ လူသားတူဦးကိုတတ်ဖြတ်သည်ဖြစ်စေအဲ့ဒါတွေဟာအတူတူပဲဖြစ်တယ်လို့လက်ခံထားပါဗျ။ဒိဋ္ဌိဆန်တွေဟာလည်းဘယ်လိုပဲလူသားတွေထက်နိုင်ကြနေတယ်လို့ပဲဆိုဆိုသူတို့ရဲ့အသက်ရှင်တန်ရက်ဒီပိုင်ခွင့်ကိုအတိမတ်ပြုကြဖြစ်တယ်လို့ခံယူထားရင်ဒိဋ္ဌိဆန်တွေကိုတတ်ဖြတ်ပြီးသူတို့ရဲ့သားတွေကိုချက်ပြုတ်စားတော့ခြင်းဟာရက်ဆက်ရုံမှမဟုတ်ဘူးပါပဲ။အဲ့ဒီပြုမှုဟာအဟိဒိဋ္ဌိဆန်တွေထက်တောင်ပိုပြီးရက်ဆက်ကြမ်းကြုတ်ရရောက်ပါလိမ့်မယ်လို့သူကထင်မြင်ပါတယ်။ဒါနဲ့စကားမဆက် သင်တွေဒီနေ့ရဲ့ညစာကငားခင်လားဒါမှမဟုတ်လက်ဖက်တုပ်လားပြင်သင်းမနှုတ်တပေတာနဲ့လူမျိုးခွဲပေတာပညာရှင်ဖြစ်တဲ့ Cloud Levine Starres အကြောင်းကိုပြောပြချင်ပါတယ်သူကိုခေတ်သစ်မနှုတ်တပေတာရဲ့ဖခင်ကြီးတူအဖြစ်အသိမှတ်ပြုထားကြပါတယ်သူကမြင်ကြီးတဲ့စိတ်နဲ့ယဉ်ကျေးသောစိတ်တို့ရဲ့တိဆောက်ပုံဒီနေ့လူသားတို့ရဲ့တွင်မြင်လက္ခဏာသည်မြည်သည့်အရက်ဒေတာတွင်နေသည်ဖြစ်စေအတူတူရင်ဖြစ်တယ်လို့ဆိုခဲ့ပါတယ်သူရဲ့အယူဆ structuralism မှာ လူသားတို့ရဲ့လှုပ်ရှားမှုပုံစံမျိုးမျိုးတွေရဲ့အခြေခံတွေးခေါ်စနစ်ကိုရှာဖွေရန်ဖြစ်ပါတယ်။သူ့ရဲ့တွေးခေါ်တွေကလူသားအခြေပြုပါတာလူမှုရေးသိပ္ပံပညာနဲ့ဒသနိကဗေဒတို့မှာပြန့်နှံ့နေရယူလာခဲ့ပါတယ်။သူ့ရဲ့နာမည်ကျော် Tree Tropics ဟောက်ကသူ့ကို Structuralism ရဲ့ရှေ့ဆောင်တူဖြစ်တဲ့အတိအမှတ်ပြုထားကြရပါတယ်။သူ့ကိုကဘာတွဲမှာရှိတဲ့တက္ကသိုလ်တွေကအတိအမှတ်ပြုချိမြောက်ကြပြီးတော့မှ College de France ရဲ့မြို့သားဗီရာဌာနမှာ1959ကနေ1982အထိနာယကဖြစ်နေခန့်ခဲ့ပါတယ်သူကို1983ခုနှစ်မှာပြင်သစ်နိုင်ငံရဲ့ပညာရှင်များအဖွဲ့မှာအဖွဲ့ဝင်တူဖြစ်နေအသိမှတ်ပြုရွေးချယ်ခဲ့ပါတယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ